မင်္ဂလာပါခင်ဗျာဒီကနေ့တော့စံတော်တင်တဲ့စူပါဟီတန်တို့ပွဲနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင့်သုံးသက်ချက်တွေကိုချပြခြင်းပါတယ်ဝမ်ချမ်ပီယံရှစ်ကမနေ့ကပဲစံတော်တင်တဲ့စူပါဟီတန်တို့ပွဲဖြစ်တဲ့အကြောင်းတရားဝင်ချပြလိုက်တဲ့အချိန်မှာတော့မြန်မာပြည်သက်တွေချွတ်ချွတ်ကိုဆူသွားခဲ့ပါတယ်ပရမဇုံပြောချင်တာကစံတော်တဲ့ဟာဝမ်ချမ်ပီယံရှစ်ကိုတာမန်ဖိုက်တာတယောက်လို့ရောက်ရှိလာခဲ့သူမဟုတ်ပါဘူး ပရိုမိုရှင်းဘက်ကသူ့ကို Star Fighter တယောက်လို့ပို့ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့တာပါ။ဘာလို့အဲ့ဒီရုပ်ရည်ဒီနဲ့ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ရတာလဲဆိုတဲ့အကြောင်းရင်းတစ်ချို့ကိုဘူးဇူဒအနေနဲ့ထပ်ပြီးပြောပြခြင်းပါတယ်။အဲဒီကထိုင်းလိုမွေထိုင်းကစားနည်းဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုကနေထွက်ပေါ်လာတဲ့ရှာရှာပါပါဘောက်ဆင်းဖိုက်တာကောင်းတယောက်ဖြစ်ပါတယ်။ဒါပြင်အဲ့ဒီချန်ပီယံသက်ကိုစုစုပေါင်းအချိန်ကြီးအတွက်ကိုးချိန်အထိအောင်မြင်မြင်ကောက်ပွဲပြနိုင်ခဲ့တယ်လို့လည်းသိရပါဗျ။ ခိုင်းမာတော့သူ့ကိုရှာရှာပါပါဖောက်စားတယောက်ချက်အားလုံးကဝိုင်းဝန်းသက်မဲ့ထားကြပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကိုပြောရရင်သူကနာမည်ကြီးမွေထိုင်းမိသားစုတစ်ခုဖြစ်တဲ့လွတ်ဆိုင်ကိုနေမိသားစုကနေမွေဖော်ခဲ့သူပါ။သူရဲ့မွေချင်းမောင်နှမအများစုကမွေထိုင်းလောကထဲမှာကျင်းလည်နေကြသူတွေကြီးပဲဖြစ်ပါတယ်။ဝမ်ချမြေရှိဘက်ကနေကြည့်လိုက်မယ်ဆိုရင်လဲဆန္ဒအစ်ကိုမြေတော်မြှောက်ပေးဖို့အတွက်အဖက်ဖက်ကနေပနံတင်လျက်ရှိနေပါတယ်။ ။ဒါလို့ဆိုရင်အเจ้าမြတ်တချို့ကိုတော့အကျဉ်းမြင့်ပြည့်တဲ့တွေပြီးသွားတော့ပါပြီ။ဆန်နာတဲ့နဲ့စူပါအေဂျင့်ပွဲဖြစ်တဲ့တရင်ကြားတော့ကကိုနာနဲ့ကိုတော့မြုပ်ကြည့်နိုင်ခဲ့ပါဘူး။ဆိုပါတာနေကြည့်မယ်ဆိုရင် white championship ဘက်ကကျွန်တော်တို့ fighter တွေထောင်း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 လောက်လာမှာကိုစိုးရိမ်နေတလားလို့တောင်းထင်မှခဲ့တာပါ။ တိုင်စင်ကိုတာဂီရုနဲ့ဘွဲ့တဲ့ပေးခဲ့တယ်။အွန်လိုင်းဆက်နဲ့အာဒိုဂန်ကိုမကြည့်ဘဲဖန်နီပေးခဲ့တယ်။ဖိုက်တာတွေဘက်မှညင်မိုင်ခွင့်မရှိတာလား။ဘွဲ့စီစဉ်ဖန်နီသူတွေကပဲလုံးဝညင်လို့မရအောင်စီစဉ်ဖန်နီထားတာလားဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။ဒီမှာဖိုက်တာတွေကိုဝယ်ရင်စမပြတ်ဖြစ်အောင်အနီးပေးနေတာမှန်ပေမဲ့ဒီထက်အများကြီးပိုစေခြင်းနဲ့ဆန္ဒမျိုးမရှိဘူးဆိုတာလည်းမြင်နေရပါတယ်။ ။ဘာလို့လဲဆိုတော့နမကြီးဖိုက်တာတရားရောက်အတွက်ကြံပက်လုံနေပြီဆိုရင်ဒီမူတာကိုပဲလာလာဆိုင်နေကြတာပါ။ဘာပဲဖြစ်ဖြစ်မြန်မာဖိုက်တာတယောက်ကဒီရုပ်ခင်ချင်းမျိုးထဲမှာဆွဲသွန်းတာထပ်ပြီးမမြင်ချင်းမိတော့တာမှန်ပါပဲ။ရှင်မီပြောရရင်စိုးတိုင်းနဲ့လက်ဝဲလောကကမြန်မာဖိုက်တာတွေအကြကွာခြားချက်ကိုပဲရှင်ပြီးကြီးလိုက်ပါ။စိုးရက်ကလက်ရှိမှာနိုင်ပွဲဆက်၅ပွဲအထီတောင်ရယူထားပြီးပါပြီ။ ်သူထိုးလိုက်တဲ့ပွဲတွေကိုကြည့်လိုက်မယ်ဆိုရင်ပွဲချက်ပြစ်တဲ့ဆိုတာတော်လေးရှားပါတယ်။ဒါကဘာလို့လဲလို့မေးရင် Fedex ကိုစားပြု Fighter ဖြစ်နေလို့ပါပဲ။လက်ရှိ Fedex brand မှာဝမ်ချင်မြင့်ရှိရဲ့အဓိက Mace Bowser တစ်ခုဖြစ်ရှိနေသလိုဒွဲဆိုင်ဖန်တီးသူတွေအပေါ်မှာလည်းတွမ်းမှုမှုတစုံတရာစီကောင်းရှိနေနိုင်ပါတယ်။ဆိုတော့ဝဲခင်းချင်းပတ်ဖို့ချင်းကကြည်အောင်မဒီဘက်ကိုဖန်တီးထားတဲ့သူတွေဟာကြည့်လို့ကောင်းအောင်တော့လေးနဲ့ထားစဉ်းစားဖန်တီးထားတယ်ဆိုတာသိကြပါတယ် စူပါအေဂျင့်ကလက်ဝိဇ္ဇာနဲ့လာတဲ့ fighter ဆိုပေမဲ့သူ့ရဲ့ကစားပုံက boxer style ပုံပြီးဆန်နေဆိုတာမြန်မာပြည်သက်တိုင်းကလက်ခံကြပါတယ်။ဆန်မဘစ်ကလည်းဘောက်ဆင်းနယ်ပယ်ကနေလာရောက်ခဲ့သူပါ။ဘုမလည်းလည်းပြောရရင်တော့ဆန်မဘစ်ကို super star fighter တယောက်ဖြစ်ဖို့အထိ promotion ဘက်ကမှန်းထားမှာပါ။ဒါကြောင့်မို့ဒီတွဲဆိုင်ကိုဘယ်သူ့အတွက်ဖန်တီးထားတယ်ဆိုတာအထူးသဖြင့်ပြောနေစရာမလိုပါဘူး။ ဇမဘက်ကဖောက်စင်ပွဲတွေပဲစပိုက်ထိုးတက်ခဲ့တယ်ဆိုပေမဲ့စူပါအီဂျန်ကလည်းခုမှကေဘောက်စင်ပွဲပြောင်းပြီးထိုးရမှဖြစ်ပါတယ်စံတော်တဲ့တို့မိသားစုကကိုပိုင်မွေထိုင်ခြင်းတစ်ခုနဲ့ပိုင်ဆိုင်ထားတယ်လို့သူရဲ့မွေခြင်းမမတွေအားလုံးမိဘကလည်းမွေထိုင်လောကထဲမှာပြင်လဲနေကြသူတွေပါ။ဒါကြောင့်မို့စံတော်တဲ့ကမွေထိုင်ပွဲတည်ပြီးလိုက်မယ်ဆိုရင်သူ့အတွက်အားသာချက်မဖြစ်ဘူးလားဆိုတာယူဆကြည့်ကြစေရဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့အမြင်ပြောရရင်တော့အဲ့ဒီလိုမျိုးဖြစ်မှာမဟုတ်ပါဘူးတကယ်လို့မြတ်မွေအိုင်မွေတဲပေးလိုက်မယ်ဆိုရင်စူပါအေဂျင့်ဘက်မှလေးကနည်းနည်းလေးပို့တာသွားမယ်ထင်ပါတယ်ဆန်တာဘစ်ကဘောက်ဆင်လောကမှာကျင်လည်ခဲ့သူမျိုးလက်အထူးကြီးနဲ့စက်ပိုက်ထိုးတတ်ခဲ့သူဖြစ်ပါတယ်စူပါအေဂျင့်ကတော့လက်ဝိသနဲ့လာတဲ့ဖိုက်တာ BB လက်ဗလာနဲ့စက်ပိုက်ထိုးတဲ့ခဲသူပါကဲပြောတဲ့နေ့လောက်လည်းပြောပြီးပြီဆိုတော့စူပါအေဂျင့်ဘက်မှအာသာချက်ရှိနိုင်တဲ့အကြောင်းအရာတွေကိုဆွဲထုတ်ကြရအောင်မှာ ိုက်တာတယောက်ကဘွေဝဲသွားပြီဆိုရင်သူ့ရဲ့စွမ်းဆောင်ဤပိုင်းပေါ်ဘလော့တိတက်ရောက်မှုရှိလဲဆိုတာပြင်းထန်ပေးလက်သဘောပေါက်ထားပြီးပါပြီ။ရော်နီကာပုံမှန်လက်စွမ်းများတဲ့အကြောင်းရင်းတွေတဲကတစ်ခုကဘွေဝီဂေါ်တာနဲ့ဆိုင်နေဆိုပြီးပြင်းထန်များစုကလက်ခံခဲ့ကြပါတယ်။ကိုနီဒူဇာပမ်ပါရဲ့ဆိုရင်လဲဝဲဝီကောတဲ့အကြောင်းရင်းကြောင့်အခုဆိုရင်ပုံမှန်လက်စွမ်းရဖို့ရုံခံနေရစေဖြစ်နေပါတယ်။ဖိုက်တာတွေဟာဝဲဝီကောတဲ့ဒမြိုင်နဲ့ကျုပ်ပိုက်ဆံရရောစွမ်းဆောင်ဤပိုင်းမှာပါတော်လေးထိန်ချောင်းပြုပြင်ချရပါတယ်။ စံသာတစ်ကမနစ်ကတနေ့လုံးတပွဲမှထိုးသက်ခဲ့ရခြင်းမရှိပါဘူးမတ်ဒန်တို့ရတော့2023ခုနှစ်အောက်တိုဘာလကနောက်ဆုံးပေါင်ကျင်းပွဲထိုးသက်ခဲ့တာပါဗဒါမှုဒူပွဲဝီးပေါ်တာကတနေ့ခွဲဝင်ခြင်းအထိရှိနေပြီလို့ပြောနိုင်ပါတယ်အဲ့ဒီလိုကြောင်းရင်ကြောင်းမဲဒီပွဲထိုးသက်ဖို့ချစ်တတ်တဲ့အနေအထားမှာသူကဝိတ်တွေအများကြီးချထားရတယ်လို့လည်းသိရပါဗျ ပြီးတော့ဒီပွဲထိုးမဲ့အချိန်ကမွတ်စလင်ဖိုက်တာတွေအတွက်ရမဒန်ဥပကာလာမျိုးဖြစ်ပါတယ်ဝိဒေမြားကြီးချထားတဲ့စန်တာတက်ဟာဒီပွဲချင်းတက်တဲ့အနေအထားမှာဥပုပ်ဆောင်ရင်ချင်းတက်တယ်လို့ဖြစ်နေပါတယ်ဒူဂါဒီပွဲအတွက်ပြင်ဆင်မှုတွေကိုတာကင်းနဲ့ပွဲအတွက်ပြင်ဆင်နေတဲ့ရပ်ပရိုထန်နဲ့အတူတူလှုပ်ဆောင်ထားတာလည်းသတိထားမိပါတယ် စူပါရေဂျန်အတွက်တော့လူပီနီကွန်းနဲ့မှာ135 95ပြိုင်ပွဲညကနဲ့မတူတဲ့ပတ်ဝန်းကျင်ပုံစံမျိုးနဲ့ရင်ဆိုင်ရပွဲရှိပါတယ်ပပ္ပိလိုလဲဆိုတော့135ဟန်ဒရက်ပြိုင်ပွဲတော့ high super star fighter တွေနဲ့နိုင်ငံတကာ fighter တွေအပြိုင်ကြတဲ့ပုံစံမျိုးခင်တင်ထားလို့ပါပဲ။နောက်ဆုံးပြောချင်မိတဲ့အကြောင်းအရာကတော့ဒီပွဲခင်ချင်းကတက်စနဲ့တာကေယူတို့ပွဲတော်ကနဲ့လုံးဝမတူပါဘူး။ ။တန်ဇန်နုံကတာကေနုကဒီပေါ်စင်မှာဆရာဆရာဒီပုံစံမျိုးနဲ့ရင်ဆိုင်ကစားခဲ့ရတာပါ။အခုဆန်မာဘက်ကဒါစင်မှာပဲအောင်မြင်မှုရရှိထားသူဖြစ်ပြီးဒီပေါ်စင်ဘက်မှာအောင်မြင်တဲ့မှတ်တမ်းမျိုးမတွေ့ဘူးသေးပါဘူး။ဒါကြောင့်မို့အခင်းကျင်းကမတူဘူးဆိုပြီးပြောတာပါ။ဝမ်ချမ်ပီယံရှစ်ဘက်ကသူတို့ဖိုက်တာဘက်ကိုအနေချင်းလိုက်ရောထားတာမှန်ပေမဲ့စူပါရီဂျန်နာလွတ်မြောက်နိုင်မယ်ဆိုရင်ဘိုင်းနာခုတိပြက်လာပွဲရှိတယ်ဆိုတာလည်းတန်လျာဖြစ်စရာမလိုဘူးလို့ကြိုပြောထားကြပါတယ်။